ားလုံးပဲမင်္ဂလာပါချရက်ဒီယိုအစီအစဉ်ငါးနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွက်ခွန်နုံတို့ချရက်ဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆာမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဟာခန်စစ်ပြိုဟာမိုးကို တမ69တမမှုအဖြစ် အစားထိုးခံလိုက်တဲ့တဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီကျေးဇူးစစ်၃ဦးကိုဖမ်းဆီးရမိထားတယ်လို့ CDF အရှိုးကြုံဆိုလိုက်တဲ့တဲ့နဲ့ စစ်တပ်အရာရှိအငိမ့်စားချန်ခန့်ရေးပါတီအမတ်ဟောင်းကချင်းပြည်တဲ့ကွန်ကရစ်ပါတီကိုတီထောင်လိုက်ပြီးအဲ့ဒီပါတီကောင်းဆောင်အိုဘွယ်ဆိုင်လိုဆိုရာပြသူပါလေစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်အခုအအောင်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ချင်းပြည်နယ်ရဲ့စစ်ကောင်စီ အစိုးရရုံးဆိုင်ရာဟာခါမြို့မှာအခြေစိုက်ထားတဲ့ဟာခါအခြေချစစ်ပြုံဟာမို့ပုံမှုကြီးစိုးဝင်းထွန်းဟာရာထူးတူးနဲ့တမ69တမမှုအဖြစ်အစာထုတ်ခန့်ခံရပြီးတဲ့နောက်ဟာခါအခြေချစစ်ပြုံဟာမို့အပြောင်းအလဲဖြစ်သွားတယ်လို့သိရပါတယ် အခုဇွန်လအတွင်းမှာဟာခအခြေချစစ်ပြောဟာမိုးဆိုဝင်းထွန်းဟာအစံခန့်ဘူမှုချုပ်ရာထူတူနဲ့မန္တလေးတိုင်းမိထလာမြို့အခြေဆိုင်အမှတ်69ချင်းမြန်တမဌာနချုပ်ကိုတမမုံအဖြစ်ပြောင်းရွှေ့ခြင်းဖြစ်တယ်လို့စစ်ရေးတရင်ရင်းမြစ်တွေကိုကိုကားပြီး CDM ဘူကြီးစင်ယောကပြောပါတယ်သူကလက်ရှိမှာတော့တမမုံအဖြစ် တိုးလိုက်ပြီးဆိုတော့ယာယီဘုံမှုချုပ်အစံကန်ဘုံမှုချုပ်ရာထူကိုရရှိသွားပြီဖြစ်ပါတယ် လက်ရှိမှာအခြေချဟာခါမှာပဲရှိနေပြီးတော့မိထလာတမမို့သူတို့ရဲ့စုစည်ရေးဝင်နေတဲ့နေကန်ဘရန်ဘက်ကိုသွားဖို့ပြင်ဆင်နေသေးပဲရှိပါသေးတယ်။သူအကြောင်းကိုတော့ကျွန်တော်တို့အခုမှစုံစမ်းတည်ဆောက်နေသေးပဲရှိပါတယ်လို့စီရီယံဘူဂျီစင်ယောကပြောပါတယ်။လက်ရှိမှာဟာခအခြေချစစ်ပြုံဟာမိုးနေရမှာအတိရောက်ရှိလာမဲ့သူကိုတော့မတွေ့ရသေးပေမဲ့စစ်ကောင်စီအနေနဲ့ချက်ချင်းခန့်အပ်မယ်လို့သုံးသပ်ကြောင်းစစ်ကောင်စီဟာပြိုဟာမိုးနေရကို အလွတ်မထားတဲ့ကြောင်းသိရပါတယ် ပြူဟာမှုအပြောင်းအလဲကြောင့်ဟာခမ်းမြို့ဝင်းကျင်းမှာစစ်ကောင်စီရဲ့တံပြန်စစ်ကြောင်းထုံးမှုတွေဖြစ်လာနိုင်တယ်လို့လည်းသိရပါတယ်။ပြူဟာမှုအပြောင်းအလဲနဲ့တော့စစ်ရေးအခြေအနေကထိုးခြားလာွယ်မရှိပါဘူး။စစ်တပ်ကလူတွေကတပုံစံတဲတွေပဲစကလုံးလဲရှိတယ်။ရှေ့ဘုံကြီးတစ်ချက်ခောက်ရင်နောက်ဘုံကြီးတစ်ချက်ခောက်မယ်။ပူဇန်းလာမဲ့လူတွေကိုပဲထပ်ထပ်ရွှေ့ပြီးခန့်တဲ့အနေအထားမျိုးပေါ့နော်သူတို့ကရောက်ရောက်ချင်းမှဆိုရင်သူတို့ကစီရီလှုပ်ဆောင်မှုအနေနဲ့ယာထိုးတက်ဖို့အနေနဲ့ လောက်ကပြတ်တက်ကြတယ်။ဟာခဝင်းချိန်မှာသူတို့ဖက်ကနေတံပြန်စစ်ကြောင်းထိုးတာတွေလေကြောင်းထိုက်ခိုက်မှုတွေတော့ဖြစ်ပေါ်လာနိုင်တယ်လို့တော့သုံးသပ်ရပါတယ်လို့ဘူဂျီစင်ယောကပြောပါတယ်။ချင်းတောင်လှိုင်းအင်အားစုတွေဟာ2025ခုနှစ်မှာချင်းပြည်နယ်တနေလုံးစစ်ကောင်စီကင်းစင်ရေးဆောင်ရွက်သွားမယ်လို့ကြေညာထားတာပါချင်းပြည်နယ်မှာဟာခါထန်တလန်တိတိမြို့ပေါ်မှာသာစစ်ကောင်စီတပ်စခန်းတွေကြန့်ရှိနေပါတယ် ဟခအခြေချစစ်ပြူဟာမှုအိုးစိုးဝင်းထွန်းဟာတမ69ရဲ့လက်ရှိတမမိုးပူမှုချုပ်တင်မောင်ကျော်ကိုစစ်ကောင်စီကဖမ်းဆီးပြီးရာထူးရုပ်သိမ်းကမန္တလေးနိုင်ငံတွင်မှစစ်ကြောရေးဝင်နေစမှာအစာထိုးခန့်အပ်ခံရခြင်းပဲဖြစ်ပါတယ်။ လက်တလုံးမှာတမ69ဟာရှခိုင်မကွေးနဲ့ပဲခူးတိုင်းဆက်ဆက်ဒေသတွေမှာစစ်စင်ရေးတာဝန်တွေကိုယူနေရပြီးမြောက်ပိုင်းမဟာမိတ်ငင်အောင်သုံးဖွဲ့ရဲ့တစင်နှစ်ခုစစ်စင်ရေးကာလကနေလက်ရှိအချိန်ထိတနစ်ခွဲခန့်အတွင်းမှာတမမိုး9ဦးအထိအပြောင်းအလဲဖြစ်နေခဲ့ကြောင်းလည်းသိရပါရဲ့ရှင် ဆက်လက်တင်ဆက်ပေးမှာကတော့မကွေးတိုင်းငဖေးမြို့နယ်နေရီကလေဆောင်ရံကောက်ွဲတပ်စခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးကိုလက်နက်ခဲယံအပြည့်အစုံနဲ့ဖမ်းဆီးရမိတယ်လို့ချင်းကောက်ွဲတပ်အရှူ CDF အရှူထံကနေသိရပါတယ် ဇွန်လ၄ရက်နေ့ကနေရီကန်လေးဆောင်ရန်ကားခွဲတက်စခန်းကနေရှီတန်းကာကင်တာဝန်ထမ်းဆောင်နေစဉ်ထွက်ပြေးလာတဲ့စစ်ကောင်စီရဲ့ပြည်သူစစ်တပ်သား၃ဦးကိုလက်လက်ခင်ရတွေနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တာလို့ CDF အရှူကဇွန်လ၄ရက်နေ့ယမန်နေ့ကထုတ်ပြန်လိုက်တာပါ MA အမျိုးအစားလက်နေငယ်၃လက်နဲ့ခင်ရန်အချို့ကိုလည်းတင်စီရမိကြောင်းသိရပါတယ်။နေရီကလေချောင်းရံကောက်ွဲတက်စခန်းမှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒေါ်လာရေးတက်ဖွဲ့တွေနဲ့ချိတ်ဆက်ဆက်သွေးပြီးအများဆုံးအလင်းဝင်ပို့ပေါင်းလာကြဖို့ကိုလည်း CDF ရှုကတိုက်တွန်းထားပါရီနေရီကလေချောင်းရံကာကွယ်ရေးတပ်စခန်းရဲ့စခန်းကုန်းတွေထဲကတခုဖြစ်တဲ့အမ်ပဒန်လမ်းပေါ်ရှိနေရီက MPD တာဝါတိုင်စခန်းကုန်းကို ULAAA ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်လက်ရှိမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ စစ်တပ်ကနေအရာရှိအငိမ့်စားဖြစ်ပြီး2020ရွေးကောက်ပွဲမှာဖလမ်းမဲဆန္ဒနယ်ကနေစန့်ခိုင်ရေးပါတီ USDP အမှတ်လောင်းအဖြစ်ဝင်ပြိုင်ဖို့တဲ့ Upwell Site လိုခေါင်းဆောင်မဲ့ချင်းပြည့်တဲ့ Congress Party ဟာပါတီတည်ထောင်ခွင့်ပြုတ်ပြီးတဲ့နောက်နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးရလျှောက်ထားလိုက်ပြီးဖြစ်တယ်လို့သိရပါတယ် ဇွန်လ9ရက်နေ့ရက်စွဲနဲ့ချင်းပြည့်တဲ့ Congress Party New Zealand Congress NCC ကပါတီတည်ထောင်ခွင့်ပြုတဲ့နေ့ရက်ကနေစပြီးရက်ပေါင်း30အတည်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဤဥပဒေခုနှစ်နဲ့အညီနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးဖို့ရှောက်ထားလာခြင်းဖြစ်တယ်လို့စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မတီကဇွန်လ9ရက်နေ့ကကြေညာလိုက်တာပါ။ ချင်းပြည်အစ်ကွန်ကရစ်ပါတီကိုနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနေဥပဒေတွေနဲ့အငင်းညင်ညွတ်ကြောင်းစစ်စစ်တွေ့ရှိရပြီးမေလ26ရက်နေ့မှာပါတီတည်ထောင်ွက်လျှောက်ထားခြင်းကိုစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုခဲ့တာပဲဖြစ်ပါတယ်။ချင်းပြည်အစ်ကွန်ကရစ်ပါတီရဲ့ခေါင်းဆောင်ဖြစ်သူဦးပွင်ဆိုင်လိုဟာ2020ရွေးကောက်ပွဲမတိုင်မီကပါတီနိုင်ငံရေးလှုပ်ရှားမှုမရှိတဲ့ဖလန်မြုန်နယ်သားတမတော်စေတပ်ဖွဲ့ကအငင်းစားဘူးကြီးဖြစ်တယ်လို့ချင်းနိုင်ငံရေးအသိုင်းအဝိုင်းကသိရပါတယ်။ ူကတမတော်စေတပ်ဘူးကြီးအငိမ့်စားတူဖြစ်ပါရီ 2020ရွေးကောက်ပွဲမှာဖလန်မင်းဆန္ဒကနေနိုင်ငံရေးပါတီ၊ကြံ့ခိုင်ရေးပါတီ USDP အမတ်လောင်းအဖြစ်ပြန်ပြီးတော့ရှုံ့ဘိုးတဲ့ကြံ့ဖွဲ့ပါတီနဲ့အမတ်လောင်းပြန်ဖို့တဲ့ဘူဂျီဘော်ဆိုင်လိုကပါတီကောင်းဆောင်နာမည်မှာပါလာတော့ NCC ဟာချင်းနာမေခန်ကြံ့ခိုင်ရေးပါတီဝင်တွေဖွဲ့တဲ့ပါတီလို့အများကမြင်လာမှာတော့သိချရဲမကောင်းဘူးပေါ့သူကတော့လက်ရှိနေပြီးတော့မှနေထိုင်ပါတယ် NCC ကပါတီတည်ထောင်ခွင့်မရသေးတယ်မှပုံတင်မရသေးပါဘူးလို့ချင်းနိုင်ငံရေးသမားတအိုးကမှတ်ချက်ပြုတ်လိုက်ပါတယ် ချင်းပြည်နယ်ကချင်းအရေးလှုပ်ရှားသူနောက်တူကလည်းချင်းပြည်တဲ့ Congress Party NCC အမိခံယူပြီးချန်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကချင်းပြည်ရဲ့နိုင်ငံရေးမှာရှစ်ဆက်သွားနိုင်ရေးဆောင်ရွက်မှုဖြစ်နိုင်တယ်လို့လည်းသုံးသပ်ထားပါတယ်။ 2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဖလားမြို့နယ်ကနေအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ပြည်ထောင်စုစံခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီကနေဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဦးပွန်ဆိုင်လိုကက်ပတန်ပွန်ဆိုင်လိုအငိမ့်စားဘူးကြီးဟာ1984ခုနှစ်မှာဖလားမြို့ကနေတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုအောင်မြင်ခဲ့ပါတယ် 1986ခုနှစ်မှာတမတော်မှဝင်ရောက်ခဲ့ပြီး1992ခုနှစ်မှာမန္တလေးအဝေးတွင် တက္ကသိုလ်ကနေစိတ်ပညာအထုပြုဘာသာရပ်နှင့်ဖွဲ့ရရှိခဲ့ပါသည် 1994ခုနှစ်မှာတော့တမတော်ပြန်နှန်းဝင် အရာရှိအဖြစ်ခန့်အပ်ခံခဲ့ရပြီး2012ခုနှစ်မှာတော့ရန်ကုန်တက္ကသိုလ်ကနေပွဲလွန်ဥပဒေဒီပလိုမာပွဲရရှိခဲ့ကြောင်းအဲ့ဒီနှစ်မှာပဲအထက်တန်းရှိနေလိုင်စင်ကိုလည်းရရှိခဲ့ကြောင်း2014ခုနှစ်ကရန်ကုန်တက္ကသိုလ်မှာပင်အင်္ဂလိပ်စာဒီပလိုမာပွဲကိုထပ်မံရရှိခဲ့ကြောင်းသိရပါတယ် 2023ခုနှစ်ကစတင်ပြီးအမှတ်30တမတော်စေယုံကတင်တရားကလေးမျိုးမှာ2020ပြည့်နှစ်ဇွန်လအထိတာဝန်ထမ်းဆောင်ခဲ့ဖို့တယ်လို့သိရပါရီ။ ကလေးမြို့မှာတာဝန်ထမ်းဆောင်နေစဉ်ကလေးဒေသနဲ့ချင်းပြည်နယ်ကနေတရင်သားများအလို့အကန့်အခွင့်အလမ်းရရှိစေဖို့ရည်ရွယ်ပြီးလေးရောင်ချီရာတို့ဝင်တင်တန်းကိုဖွင့်လှစ်တင်စားခဲ့ရ2014ခုနှစ်ကနေ2020ပြည့်နှစ်အထိဖြစ်တယ်လို့2020ခုနှစ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဝင်ပြိုင်တဲ့ကိုရီအချင်းမှဖော်ပြပါရယ်ဖလမ်မြို့နယ်ဘုံကျုံရွာစာတိဖြစ်သူဥပွင့်ဆိုင်လိုဟာယခုနှစ်2025ခုနှစ်၈လပိုင်းမှာအသက်60ပြည့်မှဖြစ်ပါရယ် တမတော်ကနေအငင်းစားအရာရှိများတပ်ဖွဲ့ဝင်များဟာတမတော်ကနေပေးအပ်တဲ့လစဉ်ပင်စင်ရရှိတယ်လို့သိရပါတယ်။ဥပွဲဆိုင်လိုဟာ2020ရွေးကောက်ပွဲမှာချင်းမိနဲ့အမတ်လေးမဲဆန္ဒနဲ့ဖလန်းမြုံနယ်ကနေစံခိုင်ရေးပါတီကိုစလေလောင်းအဖြစ်တောက်ပသောအနာကတ်စီတို့လို့ဆိုတဲ့ကျွေးကျော်တန်တဲ့အတူဝင်ရောက်ရှင်ပြိုင်မှုရွေးရချက်ရှစ်ချက်ဖြင့်ဝင်အရွေးခံခဲ့ပြီးရှုံနိမ့်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဟာယခုအချိန်ထိနိုင်ငံရေးပါတီ16ပါတီကိုပါတီတည်ထောင်ခွင့်ပြုတ်ထားပြီးနိုင်ငံရေးပါတီ14ပါတီကိုပါတီမှတ်ပုံတင်ခွင့်ပြုတ်ခဲ့ကြောင်းစံပါတီတွေကိုတော့မှတ်ပုံတင်ခွင့်ပြုတ်နိုင်ရင်ဆက်လက်စစ်စစ်ဆောင်ရွက်လျက်ရှိနေကြောင်းကြေညာထားပါတယ် လာမယ့်ရွေးကောက်ပွဲကိုမြို့နယ်ပေါင်း269မြို့နယ်မှာကျင်းပဖို့ရထားကြောင်း2025ဒီဇင်ဘာလနဲ့2026ဇန်နဝါရီလအတွင်းခွဲကကျင်းပမယ့်ရွေးကောက်ပွဲမှာအရင်ကျင့်သုံးခဲ့တဲ့မင်းအများဆုံးရသူအနိုင်ယူစနစ် FPTB နဲ့အချို့ကြကိုစားပြုစနစ် PR နှမျိုးလုံးကိုအသုံးပြုဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်